ဇလန်ရဲ့ဆာမှာတော့တန်ချီကဖိုးချီတာကြောင့်အမဲရာနဲ့နိုးလာပါတယ်။နိုးနိုးချင်းမှာပဲပါဝါရဲ့ဂျိုတွေကပုံမှန်မဟုတ်ပဲပုံမှန်ထောက်အောင်များနေပါတယ်။အပြူမူတွေကလည်းထူးဆန်းနေတာမို့အာကီနဲ့တန်ချီကပဲမာကီမာစီကိုခေါ်သွားပါတယ်။မာကီမာကတော့အရင်တစ်ခါတိုက်ပွဲမှာတော့သွေးတွေကိုလိုတာထပ်ပို့ပြီးတောက်ထားမိလို့အခုလိုမမှန်တာဖြစ်ကြောင်းပြောပါတယ်။ဒီတော့ပါဝါစီကနေသွေးနှဲငယ်ထိုးယူဖို့လိုကြောင်းပြောပြီးခါနာချုပ်မှာရဲ့အနေငယ်ထားခဲ့ဖို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲရှက်တီဘေးကရုတ်တရက်ပေါ်လာပြီးတန်ချီကိုဆရာခေါ်နေပါတယ်။တန်ချီကတော့သူမသိ တဲ့လူဖြစ်နေတာမို့တခြားလောက်တိတ်ပြီးလိုက်ပါတယ်။ရှက်တီဘေးကပုံမှန်ဆိုရင်တခြားလူတွေစကားနာမထောင်မိမဲ့ထူးထူးဆန်းဆန်းပဲဒန်ဂျီရဲ့စကားကိုနားထောင်မဲ့လုပ်နေပါတယ်။ဒန်ဂျီကိုကြည့်ရတာစိတ်အဆင်မပြေတဲ့ပုံစံပေါက်နေတဲ့အတွက်တခုခုဖြစ်နေတာလားလို့မာကီမာကမေးပါတယ်။ဒန်ဂျီကတော့ထွေထွေထူးထူးဘာမှမဖြစ်ချောင်ပြောပေမဲ့မာကီမာကတော့မနဲ့ဖြန့်ဒိတ်မလားလို့မေးလိုက်ပါတယ်။ဒီလိုနဲ့နောက်တရက်ရောက်တော့ရုပ်ရှင်ဝင်ရှိမှဒိတ်ဖို့စောင့်နေရင်ဒန်ဂျီတယောက်ဥမျိုးနေပါတယ်။မာကီမာရောက်လာတဲ့အချိန်မှာတော့တခါမှမမြင်ဘူးတဲ့အောက်ဖြစ်ပုံစံမျိုးနဲ့ဆိုတော့ဒန်ဂျီတယောက်ပုံပြီးတော့ဆိုင်လို့ရှာ ာနေပါတယ်တခါမှဒိတ်မလုပ်ဘူးကြောင်းနဲ့ဘာတွေလုံးမှလဲဘယ်ဟုတ်တော့မှလဲလို့မေးပါတယ်မာကီမာကတော့အခုချိန်အားနဲ့ညီနေတဲ့ချိန်ထိရုပ်ရှင်အတူကြည့်မယ်လို့မျှော်လင့်ထားတယ်လို့ပြောပါတယ်ရုပ်ရှင်အောင်နဲ့ရောက်တဲ့အခါမှာတော့ဒန်ဂျီကငါမျှော်လင့်ထားတာဒီလိုမျိုးမဟုတ်ပါဘူးလို့တွေးနေပါတယ်ယုံနေရလူတွေကရေမောပြွရှင်နေကြပေမဲ့ဒန်ဂျီကတော့ရေစရာမကောင်းကြောင်းတာရေရွနေပါတယ်ဒါပေမဲ့လည်းမာကီမာမျက်နှာလေးကိုငင်းနေရင်သာချိန်နှံ့နေရပါတော့တယ်ဒီလိုနဲ့ရုပ်ရှင်ငါပြီးသွားပါတယ်ရုပ်ရှင်ကြည့်ရတာစိတ်ပြည့်စရာကောင်းကြောင်းနဲ့ရုပ်ရှင်ကဘာအတိတ်ပဲမှမရှိဘူးလို့ဒါနှစ်ယောက်သာ ရေရွနေကြပါတယ်ဒီလိုနဲ့နောက်စကားစပြီးမှထပ်သွားကြည့်ကြပါတယ်ဒီစကားကဒရမာကားဖြစ်တာမို့ယုံနေရလူတွေကငိုယုံနေကြပါတယ်ဒါပေမဲ့ဒန်ဂျီကတော့ဘာမှမခံစားရတဲ့အပြင်မာကီမာကလည်းပုံမှန်တိုင်းလာကြည့်နေပါတယ်ဒီတခါလဲမာကီမာကိုငေးနေရင်သာဆက်လာပြီးတော့ပါတယ်ဒီတခါလဲစိတ်ပြည့်စရာကောင်းကြောင်းမပြောနေကြပါတယ်ဒီလိုနဲ့တတရားများရုပ်ရှင်ကောင်ထကြည့်ကြပါတယ်ပြီးတော့ပြန်တော့လဲရုပ်ရှင်ဇက်လန်ကကောင်းမနေပဲနောက်ခံဒေရတာကောင်းကြောင်းမာကီမာကပြောပါတယ်စရုပ်ထားမြောက်ကြည့်ပြီးတဲ့အခါမှာလဲဇက်လန်ကယုတ်တိမရှိကြောင်းမာကီ မှာထပ်ပြောပါရယ်နောက်တစ်ခါကြပြန်တော့လဲပုံမှန်မဲလို့တာပြောပါရယ်ဒီလိုနဲ့နောက်ဆုံးတစ်ခါပဲကျွန်တော်တို့မို့ယုံနဲ့ကိုပြင်ဝင်သွားကြပါရယ်ကြည့်ပြီးပြန်ထွက်လာတဲ့အခါမှာတော့မာဂီမာဒီဇက်လန်ကနားလဲဖို့ခက်ခဲတယ်လို့ပြောပါရယ်ဒန်ဂျီကတော့ "तू ကဇက်ကောင်ကိုမကြိုက်တာလားဒါမှမဟုတ်တခູ້ရောက်လာဆိုပြီးတာပြောပါရယ်မာဂီမာကတော့ဒီနေ့ကြီးခဲ့တဲ့ဇက်ကာတွေထဲမှာဇက်ကာတကားဟိုတာခံစားရပြီးငိုခဲ့ရကြောင်းပြောပါရယ်ဒန်ဂျီကလည်းအဲ့ဒီအခိုက်အတန့်လေးကို "तू တည်တဲ့အထိမမေ့နိုင်ကြောင်းပြောပါရယ်ဒီလိုနဲ့အပြန်လန်းလေးမှာသူ့စီမှာနှလုံးသားရှိနေသေးလားလို့ဒန်ဂျီကမေးလိုက်ပါရယ် ်ဘာကီမာကတော့ဒန်ဂျီအရှိမရုတ်တရက်ရက်လိုက်ပြီးဒန်ဂျီရဲ့နှလုံးကောင်းတယ်ကိုနားထောင်ရင်တေချာပေါင်းရှိတာပေါ်လို့ဒါပြောပြီးထွက်သွားပါတယ်ဒီလိုနဲ့နောက်တရက်ရောက်တော့သူ့နှလုံးသားရှိတယ်လို့ပြောတဲ့မာကီမာရဲ့စကားကြောင့်ပီတိတွေဖြာပြီးအလူတန်းတွေပါရဲ့ရော်နေပါတယ်ပတ်စံလူပေးတာမလို့အလူခံနေတဲ့လူတွေကလည်းဒန်ဂျီကိုပန်းလေးတစ်ပွင့်ပြန်ပေးလိုက်ပါတယ်ဒါပေမဲ့ဒန်ဂျီကတော့ပန်းဝဝါမျိုးလိုက်ပါတယ်အကယ်၍များဂန်ဒီဗီကိုဒါဖမ်းနိုင်သွားပြီဆိုရင်တော့မာကီမာကိုသူ့ကောက်မလေးဖြစ်ပေမလားဆိုပြီးတောင်းဆိုဖို့အတွက်တွေးရင်ကျေနပ်နေပါတယ်တခြားမင်းကလေးတစ်ယောက်နဲ့ချစ်ချင်မိမယ်ဆိုရင်တော့မှ ထိကြပေါက်သူ့နှလုံးသားမာကီမာတယောက်တော့ပဲလို့ဒါတွေးနေပါတယ်ဒီလိုနဲ့ရုတ်တရက်မိုးရွာလာတော့မိုးကုတ်နေကောင်မလေးတယောက်နဲ့အမတ်မတင်ဆုံးပါတယ်ကောင်မလေးကဒန်ဂျီကိုမြင်တော့ရုတ်တရက်ထားပြီးငုံနေပြန်ပါတယ်ဒန်ဂျီကလည်းသူ့ပါတာသူ့တော်တိုင်ပတ်နေတာမို့အခုတော့ပိုပြီးကောင်းရှုပ်သွားတာကြောင့်ဘာလို့လဲလို့မေးလိုက်ပါတယ်ကောင်မလေးကတော့ဒန်ဂျီရဲ့မျက်နှာကသူ့ရဲ့တေသွားတဲ့ခွေလေးနဲ့တူနေလို့ဖြစ်ကြောင်းပြောပြီးတောင်းပန်ပါတယ်ဒန်ဂျီကတော့မနှက်သူ့မျိုးချလာတဲ့ပန်းပွင့်ကိုအန်ထုတ်လိုက်ပြီးကောင်မလေးကိုပေးလိုက်ပါတယ်ကောင်မလေးရဲ့မျက်နှာကလည်းနှီးမြန်းသွားပြီးပန်းလေးကိုနိုင်ချေစုတင်ချောင်း င်းပြောပါရယ်ဒန်ကြီးကတော့ထုံးစံအတိုင်းကောင်မလေးမျက်နှာကိုဒါငေးနေပါရယ်မူလဲတိတ်သွားပြီးမို့ကောင်မလေးကလည်းနှုတ်ဆက်ပြီးအရှိနာကော်ဖီဆိုင်မှာအလုံးလုံးကြောင်းပြောပြီးဒန်ကြီးကိုလည်းလမ်းကြုံဝင်လာခဲ့ဖို့ပြောပါရယ်ကောင်မလေးကဆိုင်ကိုရောက်တဲ့အချိန်မှာတော့ဒန်ကြီးက "तू မမရောက်ခင်ကတည်းကရောက်နေနေပြီဖြစ်လို့ကောင်မလေးမှာအံ့ဝန်နေပါရယ်ဒီလိုနဲ့ကောင်မလေးကလည်းဒန်ကြီးအတွက်ကော်ဖီတစ်ခွက်မှာပေးပါရယ်ဒန်ကြီးကတော့ကော်ဖီတောက်ရင် အရာတာရှုံးရတာနဲ့သူကြောင်းပြောပြီးရှုံမဲနေပါရယ်ကောင်မလေးကတော့ဟာပပတ်ရေမောနေကလေးတယောက်လိုပဲလိုတာပြောနေပါရယ်ဒန်ကြီးကတော့"သူ" ဟာတာကိုပါရေမောနေတဲ့အပြင်သူ့တာကိုပါထိနေတဲ့အတွက်သူ့ကိုကြိုက်နေတာလားဆိုပြီးတွေးနေပြန်ပါတယ်။ကောင်းမလီကတော့သူ့နာမည်က Rizal ဖြစ်ကြောင်းမိတ်ဆက်ပါတယ်။ဒန်ဂျီကသူတွေ့ဘူးတဲ့များလူတွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးပဲလို့လည်းပြောပါတယ်။ဒန်ဂျီကတော့မာကီမာဆန်ကဲပါအောင်လို့တာတာနေပြီး Rizal ကိုကြိုက်မိမယ်လို့တာတွေးတော်နေပါတယ်။တပတ်မှလည်းအာကီကသူ့ရဲ့သွဲပန်းနဲ့အဆင်မပြေဖြစ်နေပါတယ်။ဂန်နီဗေနဲ့တိုင်ရမယ်စစ်စင်ရေးရလဲနီးလာပြီးမလို့အာကီကဒီဗေးတွေကိုမြများတတ်တာဖို့လုံနေပါတယ်။မရှင်သူလို့ဖို့တွဲပဲဖြစ်တဲ့အင်ဂျယ်ဒီဗေးကိုခေါ်ပေးမယ်လေ။ပြင်းပြီး ိုင်းမလာဘူးပြောနေတဲ့အတွက်အာကီတယောက်နဲ့ထင်တည်နေပါတယ်။မာကီမာပြောပုံအရ Angel TV ကသူမွေးလာတဲ့နေရာရဲ့တရားလုံးဝလူတွေကိုတက်ခဲ့ကြောင်းပြောပါတယ်။သူရဲ့ ability ကတော့သူတက်လိုက်တဲ့အသက်တွေကနေအစွမ်းတက်လက်နက်တွေကိုဖန်တီးလို့ရတာပဲဖြစ်ပါတယ်။အာကီလက်ရှိအသုံးပြုနေတဲ့ဒါကလည်း Angel TV ကိုယ်တိုင်ဖန်တီးရတာဖြစ်ပါတယ်။ပါတနာတယောက်အနေနဲ့အဆင်မပြေနိုင်ပေမဲ့လည်းမရှင်အတွက်တာအဆင်ပြေအောင်ပေါင်းပြီးအသုံးချဖို့တာမာကီမာမှာပါတယ်။နောက်တစ်ရက်မှာတော့ဒန်ဂျီကသူ့နှလုံးသားကိုမာကီမာတာပိုင်တယ်လို့ရေရွနေပေမဲ့လည်း Razer အလုံးလုံးနေတဲ့ ိုင်းစီကိုပဲထက်ရောက်လာပါတယ်။တပတ်ဆက်တိုက်တောက်လျှောက်လာနေပေမဲ့အခုလာတာကလည်းနေလဲစာစားဖို့လာတာဖြစ်ကြောင်းပြောပြီးစင်ကြေပေးနေပါတယ်။ရီဇယ်ကတော့စားလုံးနေရင်ဒန်ဂျီကဒီဗေဟနာတယောက်ဖြစ်တာမို့ကြောင်းမတက်ဘူးလားမေးပြီးဒန်ဂျီအနားမှာလက်ထိုင်ပါတယ်။ဒန်ဂျီကကန်ဂျီမဖတ်တတ်ဘူးပြောတော့တင်ပေးမယ်ဆိုပြီးကန်ဂျီတလုံးကိုရေးချပြီးမေးပါတယ်။ဒန်ဂျီကလည်းခွေးဦးလို့ရေးရတာမလားလို့ဖြေလိုက်ပါတယ်။တကယ်တမ်းကလည်းအဲ့လိုရေးရတာဖြစ်ပြီးဒန်ဂျီတက်တဲ့စားလုံးတလုံးကလည်းခွေးဦးပဲဖြစ်ပါတယ်။ဒန်ဂျီကသူလဲကြောင်းတက်ချင်လိုက်တာလို့ပြောလိုက်တော့ညချရင်သူနဲ့သူကြောင်းတော်မလားလို့ ရီဇယ်မေးပါတယ်။တန်ကြီးတယောက်သူ့ကိုသူတော်သတိမထားမိပဲသဘောတူလိုက်ပါတယ်။သူ့နှလုံးသားမာကီမာအတွက်ဆိုပေမဲ့သူ့ခန္ဓာကိုယ်ကသဘောမတူဘူးလို့ဒါရေယွန်းနေပါတယ်။တစ်ဖက်မှာလည်းတိုင်ဖွန်းဒီဗင်နဲ့စာချုပ်ချုပ်ထားတဲ့ဘဲတပွေကချင်းစုံမှန်တစ်ဖြစ်တန်ကြီးရဲ့နှလုံးအရာယူဖို့လုပ်နေပါတယ်။ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့တန်ကြီးနဲ့ရီဇယ်နဲ့ရောက်တဲ့ကြောင်းထဲကိုဝင်လာပါတယ်။ရီဇယ်ကကြောက်လို့ဆိုပြီးတန်ကြီးရဲ့လက်ကိုကင်ရင်စာသင်ခန်းထဲကိုလမ်းလျှောက်ပြီးလာနေကြပါတယ်။စာသင်ခန်းထဲရောက်မှာတော့မူလတန်တော်မတက်ခဲ့ဘူးတဲ့တန်ကြီးကိုနေ့နေ့တစ်ပောင်းဝင်အဖေကဘလောက်လဲဆိုပြီးမေးပါတယ်။နေ က်ဆိုတာကိုဖြေနိုင်လိုက်ပေမဲ့နောက်မေခွန်းတခုကိုဆက်ပြီးမေးပါတယ်။ဘေကတ်ဆိုတာဘာလဲလို့မေးပေမဲ့တန်ကြီးကမသိကြောင်ပြောပါတယ်။ဟင်ကြီးတယ်လို့အတိတ်ပဲရတယ်လို့ရီဇယ်ကပြောလိုက်မှနာဘူးမလို့တာတန်ကြီးတယောက်ရေရွလိုက်ပါတယ်။ရီဇယ်ကတော့တနာတဲ့မျက်ဝန်းနေနဲ့ကြည့်ပြီးဆချောင်းနေရွယ်ကောင်းလေးကကြောင်းတော့မတက်ရပဲ TV တွေကိုလိုက်တက်နေရတာမကောင်းဘူးမလားလို့မေးလိုက်ပါတယ်။အတိတ်မှာနာကြီးစရာတွေပြည်နေတဲ့တန်ကြီးတို့ကတော့တနေ့ကိုထမင်းသုံးနှက်စားရပြီးအိတ်ဆရာနေရာရှိတာသူတော်တော်ပြည့်စုံတယ်လို့ပြေပါတယ်။ဒီလိုနဲ့နှစ်ယောက်သားအချီတွေဆိုင်ပြီးရေကူးရတဲ့နေရာမှာအတူရေတို့ကူကြ ပါတယ်။ရေသူကူးပြီးနောက်မှာတော့ရေစဲကတောချောနဲ့မြို့ကျွတ်ဘယ်ဟာဖြစ်ခြင်းလဲလို့မေးပါတယ်။တောချောကအစားကောင်းတောက်ကောင်းတွေမစားရပေမဲ့အန်ရဲကင်းချောင်းပြောပြီးမြို့ကျွတ်ကတော့အစားကောင်းတောက်ကောင်းတွေစားရပေမဲ့ကြောင်ဝင်နေကြောင်ရတာနဲ့တခြားနေရာတွေကြောင်ရတာနဲ့ဘေးမကင်းချောင်းပြောပါတယ်။ဒါပေမဲ့အစားမတဲ့တန်ကြီးကတော့မြို့ကျွတ်ပဲဖြစ်ခြင်းတယ်လို့ဖြေပါတယ်။ဒီလိုနဲ့စကားတွေပြောနေကြရင်ရေစဲကတွိုင်းလက်ခဏသွားမယ်ဆိုပြီးထွက်သွားပါတယ်။တွိုင်းလက်ကနေထွက်လာတဲ့လမ်းမှာတော့တိုင်ဖုန်းတီဗီနဲ့စာချုပ်ချုပ်ထားတဲ့ဘဲနဲ့တွေ့ပြီးရေစဲတယောက်ကြောင်လန့်နေပါတယ်။ရေစဲတယောက်ရေကြီးတုပ်ပြပြေးနေပြီ ဲ့တန်ကြီးကတော့မာကီမာနဲ့ရေဆယ်အကြောင်းကိုပိုချီတာစီကိုယင်ဖွင့်နေပါတယ်ရေဆယ်တယောက်ကျောင်းပြင်ဘက်ကိုထွက်ပြေးသွားနိုင်ပေမဲ့လည်းတိုင်ဖွန်းဒီဗေကတော့အနောက်ကနေဆက်ပြီးလိုက်ပါလာပါတယ်ရေဆယ်ကတော့သူ့ကိုမတက်ဖို့တောင်းပန်နေပေမဲ့ရေဆယ်ကိုတက်ပြီးချင်းစုံမထွက်လာအောင်လုပ်မယ်ဆိုပြီးရေဆယ်စီကိုဓာတ်နဲ့တဝူအချိန်နဲ့ပြေးဝင်လာပါတယ်ချောင်းလန်းနေတဲ့ရေဆယ်ကလည်းရုတ်တရက်မျက်နှာအနေထားတွေပြောင်းသွားပြီးတိုင်ကွက်တင်တဲ့သူတိုင်ဖွန်းရဲ့ခေါင်းကိုချုပ်ကွက်တွေသုံးပြီးစီဝင်ချုပ်ပြီးလိုက်ပါတယ်ဒီတော့မှတိုင်ဖွန်းဒီဗေကလည်းကြောက်ဝံလန့်အားတွေဖြစ်ပြီးရေဆယ်မမသိလို့လုံးမိတာဖြစ်ကြောင်းပြောပြီးတောင်းပန်ပါတယ် ်ရေစေးကတော့သူ့လာမလာမရှုပ်ဘူးနဲ့အလောင်းဖြောင်းပြဖို့တာအမိတ်ပေးလိုက်ပါတယ်ဒီလိုနဲ့အရင်ပုံစံအတိုင်းလေးနဲ့ပဲစောင့်နေတဲ့ဒန်ဂျီစီကိုပြန်အောင်လာပါတယ်နောက်တရမှာတော့ဒန်ဂျီနဲ့အတူပွဲတော်မှာရှောက်လည်နေရင်ပျော်ရွှင်ပွဲကောင်းတဲ့ညချမ်းလေးကိုအတူဖြတ်တန်းနေကြပါတယ်အဲ့ဒီနောက်မှာတော့မီးပန်းပေါက်တာကိုကြည့်ဖို့အတွက်နှစ်ယောက်သာအမြင့်တက်နေရာကိုရောက်လာကြပါတယ်မီးပန်းပေါက်တာကိုစောင့်နေကြရင်ရေစေးကဒန်ဂျီအနေနဲ့လွတ်လပ်မှုမရှိတာဟာတနာဖို့ကောင်းကြောင်းပြောပါတယ်ဒန်ဂျီကိုအလောအနေထွက်လိုက်ဖို့နဲ့သူနဲ့အတူထွက်ပြေးကြမယ်ဆိုပြီးလဲပြောပါတယ်ဒန်ဂျီကိုပြောင်းလဲထားပြီးအတောက်ကို ပေးပြီးကာဝယ်သွားပါမယ်ဆိုပြီးလည်းခတိပေးပါတယ်။အံ့ဩမင်သက်သွားတဲ့တန်ကြီးကလည်းသူ့အတွက်နဲ့ဘာကြောင့်ဒီလောက်အထိလှုပ်ပေးချင်နေတာလဲလို့မေးပါတယ်။ဒီတော့ရေဇယ်ကလည်းတန်ကြီးကိုချစ်နေလို့ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။တန်ကြီးအနေနဲ့ရေဇယ်ကိုတဘောချနေပေမဲ့လည်းအလုံးမအခုမှအတိမပြုခံရကြောင်းနဲ့မိတ်ဆွေအစ်စ်တွေတငယ်ချင်းအစ်စ်တွေနဲ့ပြောနေတာမျိုးကိုအခုမှခံစားမှုတာမို့အဲ့လိုထွက်ပြေးတာမျိုးမလုပ်ချင်ကြောင်းပြောပါတယ်။ဒီတော့ရေဇယ်ကလည်းသူ့အပြင်တခြားတယောက်ကိုတဘောချနေတာမျိုးရှိနေတယ်မလားလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိဘတွေကလည်းစဖောက်နေပြီးမိဘတွေပေါက်သွားတာ ာနဲ့အတူရေစေရလည်းဒန်ကြီးရဲ့နှကံကိုပြင်းထန်လိုက်ပါတယ်။ခဏသာငြိမ်သက်သွားကြပြီမဲ့လည်းရုတ်တရက်ဒန်ကြီးရဲ့ပါးစပ်ကနေတွေးရီထွက်လာပြီးလဲချသွားပါတယ်။ရေစေရတော့ပျော်ပျော်ကြီးတာကြည့်နေပြီးဒန်ကြီးရဲ့လက်ဘင်းကိုဓာတ်နဲ့တတ်ခုတ်လိုက်ပါတယ်။ဒန်ကြီးကလည်းရင်ဘအကျိုးဆွဲပြီးချင်းစောပြောင်းမှုစူးစားပြီမဲ့လက်ဟုတ်ပါထပ်ပြလိုက်ပါတယ်။ဒန်ကြီးရဲ့နှလုံးကိုယူသွားမယ်လို့ပြောပြီးရင်ဘကိုဓာတ်နဲ့တိုးဖူးလုပ်ပါတယ်။အဲ့ဒီချိန်မှာပဲရှက်တီဖေးကရောက်လာပြီးဒန်ကြီးကိုကယ်ထုတ်သွားပါတယ်။အနံ့ခန့်ကောင်းတဲ့ရှက်တီဖေးတစ်ဖက်ဘင်းကတော့ရေစေရဲ့အနံ့ကတေချာပေါက်ဘုံးတီဖေးဖျားမယ်ဆိုပြီးအနောက်လက် ည်းမကြည့်ပဲတချိုးတည်းပြေးပါတော့တယ်ဒီတော့မှ Razer ကလည်းလက်ပင်အကျိုးဆွဲပြီး DV Phone ပြောင်းပြီးတချိန်ထိုးလိုက်လာပါတော့တယ်လိုင်းလို့မိသွားတဲ့အချိန်မှာတော့ Denji ကိုထားခဲ့ရင်အသက်ရှင်ခွင့်ပေးမယ်ဆိုပြီး Razer ကပြောပါတယ်ဒါပေမဲ့ဘင်းကတော့ Chef Phone ပြောင်းပြီး Razer ကိုဝင်ကြိုက်ဖို့လိုပါတယ်ဒါပေမဲ့ဘွန်းဆိုတာတစ်ချက်တည်းနဲ့ဘင်းကမှောက်သွားပါတယ်ကံကောင်းချင်တော့အလွတ်တန် DV ဟန်တာတွေရောက်လာပြီး Razer ကိုဝင်တီးဖို့လိုပါတယ်သူတို့လည်းတစ်ချက်တည်းနဲ့ဝင်ချုပ်သွားကြပါတယ်အဲ့ဒီခဏလေးအတွင်းမှာပဲဘင်းကဒန်ဂျီကိုခေါ်ပြီးလွတ်မြောက်သွားခဲ့ပါတယ်တိတ်မကြခင်မှာပဲဒန်ဟာ ရနေတဲ့တန်ကြီးနဲ့သူဘင်းကအာကီရိုစီကိုယောက်လာပါတယ်။ရင်ဆယ်ကလည်းအနောက်နေလိုက်လာတဲ့အတွက် လေးချင်းရဲ့စခန်းလူတွေကလည်းတိုက်ခိုက်မှုပြင်ဆင်ကြပါတယ်။သူတို့နဲ့စာချုပ်ချုပ်ဆိုထားတဲ့ဒီဘေးတွေရဲ့ဆွမ်းအားကိုတုံးပြီးရင်ဆယ်ရဲ့အသွင်းကလေးစားတွေမှာအစိပ်ပင်နဲ့မှုတွေပေါအောင်လှုပ်လိုက်ပါတယ်။ဒါပေမဲ့လည်းရင်ဆယ်ကလေဘင်းကကြိုးကိုဆွဲပြီးသူ့ခေါင်းကိုပြုတ်ထွက်သွားအောင်လှုပ်လိုက်ပါတယ်။တက်တည်သွားတာလို့ထင်နေကြပေမဲ့ချန်ခဲတဲ့ခန္ဓာကိုယ်ကခေါင်းကိုကိုင်ပြီးလေးချင်းရဲ့စခန်းထဲကိုပြစ်လိုက်ပါတယ်။ခေါင်းပေါက်ကွယ်သွားတာတွေမပြီးသေးပဲခန္ဓာကိုယ်ကပါဝင်လာပြီးထပေါက်ခွဲလိုက်ပါတယ်။ခုံးကိုတုံးပြီးအဆုံ းသက်လိုက်နိုင်ပြီလို့ထင်လိုက်ပေမဲ့မိခွေးကတော့စိုးဝါတဲ့အရာလို့သတ်မှတ်ပြီးပျောက်ကွယ်သွားပါတယ်။အာကီကလည်းဒန်ဂျီကိုခေါ်ပြီးပြေးဖို့လုပ်ပေမဲ့ဘုန်းဒီဗေကတော့ကားရှိကိုရောက်လာနေပြီဖြစ်ပါတယ်။အာကီကလည်းကားကိုတချိန်ထိုးမောင်းထွက်သွားပေမဲ့ရီဇေကလည်းချက်ချင်းလိုက်လာပြီးကားခေါက်မိုးပေါ်ကိုရောက်လာပါတယ်။အထူးပွဲရဲ့အကူအညီကြောင့်အချိန်ခဏလောက်ဆွဲလိုက်နိုင်ပေမဲ့လည်းအာကီတို့ကားအနောက်ကနေပြန်လိုက်လာပါတယ်။ဒန်ဂျီကလည်းနိုးလာတော့ချိန်ဆော့ဖောင်ပြောင်းပြီးကားခေါက်မိုးကိုဖောက်ပြီးတက်လာပါတယ်။သူနဲ့တွေ့တဲ့ကော်မတိုင်းကသူ့နှလုံးကိုလိုချင်လို့တတ်ဖို့တာတွေးနေကြောင်းနဲ့သူ့ရဲ့နှလုံးသားလာတဲ့ ဲ့ခံစားချက်ကိုတော့ဘယ်သူမှမလူချင်ကြဘူးလားလို့ရေဇယ်ကမေးပါတယ်။ရေဇယ်ကတကယ်သဘောချခဲ့တာပါလို့ပြောတော့ဒန်ဂျီကဒီစကားကိုမယုံကြည်နိုင်လောက်အောင်ထပ်ယုံကျင်နေပါတယ်။အာဂီသတိပေတော့မှဆရာကြီးသာနဲ့ငါတီးတာပေါ့လို့ပြောပြီးကားခေါက်မိုးပေါ်တွေမှာရေဇယ်နဲ့တိုက်ခိုက်ကြပါတော့တယ်။တိုက်ဖွဲအတွေးချုပ်မရှိတဲ့အပြင်ပါဝါချင်းမှမများတော့ဒန်ဂျီတယောက်အလူးလဲကိုခံနေရပါတယ်။ရေဇယ်ကတော့ဇက်တိုက်ကိုဖောက်ခွဲနေပြီးအောက်ပိုင်းပြတ်သွားတာတော့မှရီကာဘာထပ်လုပ်ခွင့်မပေးဘဲဇက်တိုက်ကိုဖောက်ခွဲနေပါတယ်။နောက်ဆုံးခေါင်းနဲ့ရင်ဘတ်တာကျန်တော့တဲ့အထိဖောက်ခွဲပြီးရီကာဘာ ါထက်လို့ဖို့တွေးမလုံလောက်တော့မှဖမ်းယူလာခဲ့ပါတယ်။ဒါပေမဲ့အာကီယာရောက်လာပြီးရီဇန်နဲ့တိုက်ခိုက်ပါတယ်။ဖြူရှားတီဘေးရဲ့ဆွမ်းအားကြောင့်သစကံမပြည့်တဲ့အနာဂတ်ကိုကြုံမြင်နိုင်ပေမဲ့လည်းပြင်းအားများလွန်လာတဲ့ပောက်ကွယ်မှုတွေကိုမခံနိုင်ပဲစမုံတုံးတော့မဲ့ချိန်အဖို့ဝင်တရားဝါလကဲသွားပါတယ်။တွေးကုန်တော့မဲ့ရီဇန်ကိုနှစ်ယောက်ပေါင်းထပ်တိုက်တော့မဲ့ချိန်တိုင်ဖွန်းတီဘေးကလည်းထက်ရောက်လာလို့အကြမ်းအိုက်သွားပါတယ်။တန်ဂျီကိုတော့အင်ဂျယ်တီဘေးကပဲတွေးတိုက်ပြီးကယ်ပေးလိုက်ပါတယ်။ပြန်နိုးထလာတဲ့တန်ဂျီကတော့ရှက်တီဘေးကိုစီးပြီးတိုက်ပွဲတွေကိုပြန်ဝင်လာပါတယ်။တိုင်ဖွန်းတီဘေးကလေးစင်နှမောင်းကြီးလို့ ብዩ ታካቢ መ ဒန်ဂျီနဲ့ဘေးရကွန်ဘိုဟာတော့ကောင်းနေပါတယ်။ဒီလိုနဲ့လေစင်နှမောင်းဘိုဟိုကနေဝင်လာပြီးတိုင်ဖွန်းဒီဘေးကိုစီဝင်ချုပ်ပေးလိုက်ပါတယ်။ရီဇန်နဲ့ယင်ဆိုင်ရတဲ့အခါမှာတော့အရင်တိုင်းမဲ့ဇက်တိုက်ကိုဖောက်ခွဲခံနေရပါတယ်။ဘေးကဒန်ဂျီကိုငုံပြီးကယ်နိုင်လိုက်ပေမဲ့ဘေးကတော့ဇက်တိုက်ထိုးချက်တွေနဲ့ပဲဖောက်ခွဲခံလိုက်ရပါတယ်။အင်အားချင်းမမျှတဲ့အတွက်ဒန်ဂျီတယောက်ပဲအလူလဲခံနေရပါတယ်။အနီးကတိုက်ခိုက်ဖို့ကမဖြစ်နိုင်တာမို့ချိန်တွေကိုတုံးပြီးပဲအဝေးကနေထပ်တိုက်ခိုက်ပါတယ်။ရှင်ချရင်မနိုင်တာတေချာနေတာမလို့ချိန်တွေနဲ့ချုံနောင်ပြီးအနားပင်လေတဲကိုဆွဲခေါ်ချသွားပါတယ်။ တယ်။နှစ်ယောက်လုံးကမလုံနိုင်ပဲပင်လယ်ချမ်းမြေကိုကျသွားပြီးမဲ့အတိတ်ကအတူပြောခဲ့တာတွေကိုဒါတွေးနေကြပါတယ်။ဒီလိုနဲ့ဘင်းရပဲကဲထုတ်လာပြီး Razer ကိုလက်မတက်ရတဲ့အတွက်ဒန်ဂျီတယောက်ကဲထုတ်လာပါတယ်။အပေါ်အင်းကြီးကိုပါဝတ်ထားပြီးဒန်ဂျီတယောက် Razer နိုးလာတာကိုစောင့်နေပါတယ်။ Razer နိုးလာတဲ့အချိန်မှာတော့ဒန်ဂျီကိုလက်မတက်ချင်တော့ပဲထွက်သွားတော့မယ်လုံနေတဲ့အချိန်ဒန်ဂျီကအတူထွက်ပြေးကြမလားလို့မေးပါတယ်။ Razer ကတော့ဒန်ဂျီအနေနဲ့ရင်ကျက်တင့်မီလို့ဒါပြောပြီးထွက်သွားပါတယ်။ Razer ထွက်သွားတာကိုကြည့်နေရင်ကော်ဖီဆိုင်မှာစောင့်နေမှာမလို့တေချာပေါ်လာခဲ့လို့ဒါမှားလိုက်ပါတယ်။ ယ်တကယ်တော့ရေဆဲကလက်နက်ခဲရနဲ့အများဆုံးထုတ်လုပ်တဲ့ဆိုဗီယက်နိုင်ငံကအစမ်းသက်ခံကလေးတယောက်ဖြစ်ခဲ့ပါတယ်အခုထိလည်းစစ်သားတယောက်အနေနဲ့ဂန်းဒီဘေးကိုအလုတ်ကျွေးပြူနေရပြီးမိုရီမိုတိုဆိုပြီးလို့လည်းခေါ်ကြပါတယ်ရေဆဲကတော့မရှင်မအောင်မြင်တဲ့အတွက်ရထားနဲ့ထွက်သွားဖို့လုံနေပါတယ်ရထားတွေကထွက်သွားပြီးမဲ့လည်းရေဆဲတယောက်ရထားပေါ်တော့မတက်နိုင်ပဲဒန်ဂျီကိုပဲလွှမ်းနေပါတယ်ပြီးတော့ဒန်ဂျီစောင့်နေမယ်ဆိုတဲ့သူအလုလုခဲ့တဲ့ကော်ဖီဆန်ကိုပဲအပြေးသွားပါတယ်မှန်တကားကနေဒန်ဂျီကိုမြင်လိုက်ရလို့အပြေးလွှားသွားပြီးမဲ့လည်းမာကီမာရုတ်တရက်ရောက်လာပါတယ်ဘယ်နေရာက ားနေဖြစ်ဖြစ်အတန်တွေကိုကြားနိုင်တဲ့မာကီမာကတော့သူလည်းပဲတော့ကြွပဲဖြစ်ချင်တယ်လို့ပြောပါတယ်ရေဆေကတော့တိုက်ခိုက်ဖို့အတွက်လေဗင်ရဂျိုးကိုဆွဲဖို့လုပ်ပေမဲ့လည်းခေါင်မိုးပေါ်မှာအတင်းဆောင်နေတဲ့အင်ဂျယ်ဒီဘေးကပဲလက်ကိုဖြတ်ပြီးသားလိုက်ပါတယ်ဘလို့မှမကူးကန်နိုင်တော့တဲ့ရေဆေကတော့သူရနေရနေတာသန်ဂျီကိုကြည့်နေနှိကုံချုပ်သွားပါတယ်ဒါပေမဲ့ရေဆေတယောက်အသက်ရှင်နေသေးလားဘယ်ရောက်သွားပြီလဲဆိုတာတော့သန်ဂျီတယောက်လုံးဝမသိခဲ့ချာဘူးဖြစ်ပါတယ်ချင်းစောမန်ရေဆေအားတော့ဒီမှာပဲပြီးဆုံးလာပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာထပ်တွေ့ကြတာပေါ့အားလုံးပဲဘိုင်